မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ8ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဒဝဲခရိုင်နယ်ထိုင်းနိုင်ငံနယ်စပ်မြင်းပေါ်ကစစ်ကောင်စီရဲ့ဒုက္ခစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ AP လတတိယပတ်မှာ ထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ဒဝဲခရိုင်နေဆက်တလျှောက်ကထိခိနေဆက်စခန်းဘောဒီစခန်းနဲ့ငရန်နီစခန်းတို့ကို KNU နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဇက်တိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ9ရက်နေ့မှာလည်းထိခိနေဆက်စခန်းရဲ့မြောက်ဘက်ကလင်အောင်မြို့အရှိဘက်ကဒုက္ခနေဆက်စခန်းကိုထမှန်သိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။မနေ့ကသိမ်းလိုက်ပါပြီ။တိုက်ပွဲတရက်ဖြစ်ပြီးတော့စစ်ခွေးတွေကထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့ KNU ဗိတ်ဒဝဲခရိုင်ရဲ့အတွင်းရေးမှူးဘရိုစောရင်နာကပြောပြထားပါဗျ။ ဒုက္ခစခန်းဟာအကြမ်းဖက်စစ်ခွေးအင်အားအယောက်30ဝန်းကျင်နဲ့တပ်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့တော်လိုင်းတပ်တွေရဲ့ပြောပြချက်အရသိရပါဗျ။စခန်းသိမ်းတိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်သေးဆုံးမှုနဲ့လက်နက်ခဲယံသိမ်းဆီးရမိတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။အရှိတော်ဒေသခံတို့ကဒုက္ခကကောင်းနေလဲလာသိမ်းမယ်ဆိုတာကိုကြိုပြီးတော့သိပြီးသားပဲလေ။ပြေးဖို့စောင့်နေတဲ့တော်ဖြစ်နေတာလို့ပြောပြထားပါရယ်ဒုက္ခစခန်းကိုတိမ့်ပတ်လိုက်တာကြောင့်ဒဝေခရိုင်နဲ့ထိဆက်နေတဲ့နေဆက်တလျှောက်မှာနတ်အိမ်တော်စခန်းတစ်ခုသာကြံရှိတော့တယ်လို့သိရပါရယ် နိုင်အိမ်တော်အကြမ်းဖက်စစ်ခွေးစခန်းဟာထိုင်းနဲ့မြန်မာခီးသွားတွေကြားမှာထင်ရှားတဲ့နိုင်အိမ်တော်ရွာထိုင်းအခေါ်ဤတောင်ရွာနဲ့ကဲ့ရက်မှာရှိနေတဲ့စခန်းပြက်ပြီးတော့ထိုင်းနိုင်ငံကိုတင်ပို့နေတဲ့တဘာဝဓာတ်ငွေပိုက်လိုင်းဟာလည်းအဲ့ဒီနေရာကပဲဖြတ်တန်းနေတယ်လို့သိရပါဗျ။ KNU နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဟာထိခိနယ်ဆက်အပါအဝင်ဒဝဲခိုင်နယ်ဆက်တစ်ခုလုံးနှီးပါးကိုတိုက်ခိုက်ထားပေမဲ့လက်ရှိမှာထိုင်းနိုင်ငံနဲ့တရားဝင်ကူးတန်းသွားလာတာမျိုးတော့မရှိသေးပါဘူး။ KNU ဘဟုရဲ့ပြောခွင့်ရသူဘရိုဆော်တော်နီက ထိခိနေဆက်ကုံသွေးရိတ်ဂိတ်ကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့ပြင်ဆင်နေတယ်လို့ BBC သတင်းဌာနကိုဖြေဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရွေးချယ်ခန့်အပ်ထားတဲ့စစ်ကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူးရဲ့မြေကြီးနားနေအိမ်ဘုံနယ်ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇူလိုင်လ9ရက်နေ့ညနေ3နာရီကျော်ဝင်းကျယ်အချိန်မှာမြကြီးနားမြို့စီတာဘူရက်ကွက် နောင်ရလမ်းမှာရှိတဲ့အကြံဖတ်စစ်ကောင်စီအဖွဲ့ဝင်ဒေါ်ရွဲဘူးရဲ့နေအိမ်ကိုလက်ပြဘုံနဲ့ လာရောက်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ပြဘုံဟာထင်းဦးပင်အနီးကိုကြားရောက်ပောက်ကွဲတဲ့အတွက်ဒေါ်ရဲဘူးရဲ့နေအိမ်မှာနေထိုင်တဲ့ဆွေမျိုးသားချင်းတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။မြေကြီးနာဒေါ်ရဲဘူးရဲ့အိမ်မှာသူ့ရဲ့သားသမီးချွေးမတွေနေတယ်လူထိခိုက်မှုတော့မရှိဘူး။လက်ပြဘုံနဲ့ပြစ်ခတ်ရပြီးတော့စစ်ခွေးတွေအများကြီးပဲချထားတယ်လို့မြေကြီးနာမြို့ကဒေသခံတွေကရှင်းလင်းပြောပြထားပါတယ်။ဒေါ်ရဲဘူးကိုမင်းအောင်လိုင်က2023ခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်စီအဖွဲ့ဝင်အဖြစ်နဲ့ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒေါ်ရဲဘူးဟာ စည်းလုံးညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီကချင်းပြည်နယ်မနောတိုင်းပါတီရဲ့ခေါင်းဆောင်တအုပ်ဖြစ်က2010ရွေးကောက်ပွဲမှာအင်ချမ်းရံမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တအုပ်ဖြစ်နဲ့ရွေးချယ်ခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်ကြေးကောင်းနေတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်ပြဘုံလက်နက်ငယ်များနဲ့တိုက်ခတ်ရာစစ်သား၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ9ရက်နေ့မွန်လဲ2:28မိနစ်ခန့်မှာမုံရွာမြို့တောင်ရက်ကွာမှာရှိတဲ့ရေဦးဆန်ဆိုင်ရှိမှာဂိတ်ဖွင့်ထားပြီးတော့ခီးသွွားပြည်သူများထံကနေစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်ပစ်ဘုံလက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာ။ အင်အားကရောက်30လောက်ရှိတယ်။ရေဦးဆန်ဆိုင်နားမှာရှိတဲ့ဂိမ်းမို့လို့ရေဦးခွေးဂိတ်လို့ခေါ်တာပါ။အဆအဦးဆုံးလက်ပြဘုံနဲ့ပြစ်လိုက်တယ်။နောက်တော့လက်နဲ့ငယ်လေးနဲ့ဝိုင်းပြစ်ခဲ့တာပါ။လက်ပြမိုင်းပြစ်တော့လေးကောင်လောက်လဲကျသွားတာတွေ့တယ်။စစ်ခွေးတွေကအင်စည်းကားတွေနဲ့ပြည်သူတွေကိုလိုက်လံစစ်ဆေးနေတာတွေ့ရတယ်လို့ The Phoenix Army ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို The Phoenix Army နဲ့ဗန်ဒူလာနဲ့အဖွဲ့သားများတပ်ဖွဲ့ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့မနက်9:50မိနစ်ခန့်မှာဆက်လင်းမြို့နယ်အတွင်းမှာရှိတဲ့ညောင်မင်းသာဖုန်ကြီးကျောင်းမှာအင်အား90ကျော်နဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ ်အကြံဖတ်စစ်ခွေးများကိုဆက်လင်းမျိုးပြ UG ကြားပေါက်တပ်ဖွဲ့ကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်မိုင်းကတော့နှလုံးဆင်ထားတာပေါ့ခွေးစစ်ကြောင်းလာတဲ့အင်အားကအယောက်90ပါသူကဆိုင်ကယ်တွေကားတွေနဲ့ရောဆိုတော့ပြည်သူတွေအနားမှာရှိတော့ကျွန်တော်တို့မိုင်းတစ်လုံးပဲခွဲခဲ့ပါတယ် အပြင်းသားမိုင်းကိုတော့မခွဲခဲ့ရဘူးမိုင်းနှလုံးထားရတာမှာအဲ့ဒီခွေးစစ်ချောင်းကရက်ွက်တွေနဲ့ခြေရာတွေကိုလိုက်လံပြီးပေါ်တာဆွဲတဲ့အမျိုးသမီးတဦးကိုသူတို့ရိုက်နှက်ဖမ်းဆီးပြီးခေါ်ဆောင်သွားတယ်ပြည်သူတွေကလည်းခွေးစစ်ချောင်းနဲ့အနည်းဆုံးနေရာမှာသွာလာဖြတ်တန်းခြင်းတွေလုံဆောင်ခြင်းမရှိဖို့နဲ့ပြုလုပ်နေထိုင်ခြင်းတွေမလုပ်ဖို့ကျွန်တော်တို့ဘက်ကမြစ်တာရက်ခံတိုက်တွန်းကြမှာတယ်လို့ပြည်သူညီနောင်ဆန်လင်းအဖွဲ့ကပြည်သူကိုပြောပြထားပါတယ်အလားတူပဲမခွေးတိုင်းပခုတ်ကူမြို့နယ်ကံမအရှိမမှာရှိတယ်ရှင်မကံပြည်သူစစ်ရွာမှာအထိုင်ကျတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ခွေးများနဲ့ပြည်သူစစ်များကိုနှစ်ချိန်ဇက်တိုက်ရော့ကတ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပခုတ်ကူပလဖလက်နက်ကြီးတပ်ဖွဲ့ကော့ဘရာ1တပ်ဖွဲ့ကဘုံမွေဟောက်ကပြောပြထားပါတယ်ဇူလိုင်လ6ရက်နေ့ညနေ4နာရီလောက်နဲ့ည7နာရီခွဲအချိန်လောက်မှာ ပခုတ်ကူမြို့နယ်ကံမအရှိဘံမှာရှိတဲ့ရှင်မကံပြည်သူ့စစ်ရွာကိုရော့ကတ်၅လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရွာမှာကခွေးနဲ့ပြည်သူ့စစ်အယောက်၃၀လောက်ပဲရှိပါတယ်။လောလောဆယ်တော့ထိခိုက်မှုရှိတယ်လို့တော့သိရတယ်။၃ကောင်လောက်ထိတယ်လို့ကြားတယ်။ ြစ်တော့သူတို့ဘက်ကရွာရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ပြေးကြတယ်လို့ကြားပါတယ်။ဒဏ်ရာရတာပါ။ခွေးတွေကတော်လန်ရေးအစကနေပြီးတော့အခုထိအထိုင်ကျတပ်ဆွဲထားတာ။ခွေးတွေကကြောက်လန့်ပြီးတော့လက်နက်တွေကိုထောင်ပြီးတော့ဖောက်ပါတယ်။ပြည်သူစစ်ရွာထဲမှာကလက်နက်ကင်တွေအနေနဲ့အများဆုံးဖတ်ပြောင်းပြီးတော့ Cobra 1တပ်ဖွဲ့နဲ့ကျန်တဲ့တပ်ဖွဲ့များထံကိုဆက်သွယ်ပြီးခိုးလုံကြဖို့တိုက်တွန်းချင်ပါတယ်။နောက်လဲတိုက်ခိုက်သွားအောင်မှာဖြစ်တဲ့အကြောင်းကိုပြောချင်ပါတယ်လို့ပခုတ်ကူပကပါလက်နက်ကြီးတပ်ဖွဲ့ Cobra 1တပ်ဖွဲ့ကဘုံွေဟောက်ကပြောကြားထားပါတယ်၎င်းတခိုက်မှုကိုပခုတ်ကူမြို့နယ်တရင်တက်ပကဖာပခုတ်ကူမြို့နယ်ပကဖာလက်နက်ကြီးတပ်ဖွဲ့ Cobra 1ခရိုင်ပကဖာတခွင်းက AR ဒေါင်းနေမြေတက်ကာကွယ်တပ်ဖွဲ့ PLO Yan Force ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်မှာရှိတဲ့ကြေးရွာ၅ရွာမှာအကြမ်းဖက်စစ်ခွေးတပ်နဲ့ DNL တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တောင်ပြည်တမဟာသုံးနယ်မြေနောင်ချုံမြို့နယ်မှာရှိတဲ့ကြောက်ချမ်းရွာအောင်ချမ်းသာရွာရေမောင်းတန်းရွာနောင်လင်ရွာနဲ့မြချင်းနုရွာတို့မှာအကြမ်းဖက်ဆက်ခွေးတပ်နဲ့တောင်တပ်မတော် TNL တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဇွန်လ6ရက်နေ့မှာကြောက်ချမ်းကြီးရွာမှာအကြမ်းဖက်ဆက်တပ်နဲ့တောင်တပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး24လုံးနဲ့ဒရုန်းပုံသီးအလုံး30ပြစ်ခတ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲအဲ့ဒီနေ့မှာပဲနောင်လင်ကျေးရွာမှာအကြမ်းဖက်စစ်ခွေးတပ်က drone နဲ့ဘုံဒီ16လုံးလက်နက်ကြီးအလုံး40တို့ကိုပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့လုံဆန်ကြီးရွာဘက်မှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ဘုံဒီ32လုံးနဲ့လုံဖာကြီးရွာမှာလည်းလေကြောင်းနဲ့ဘုံဒီ2လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဇွန်လ5ရက်နေ့မှာလည်းနောင်ချုံမြို့နယ်မှာရှိတဲ့ကြောက်တော်ရွာကြောက်ကျန်းရွာနောင်လင်ရွာမြချင်းတို့ရွာတို့မှာအကြမ်းဖက်စစ်တပ်နဲ့တောင်းတမတော် TNL တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး28လုံးနဲ့ drone နဲ့ဘုံးဒီတလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့တိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမျက်ရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့တောင်းတမလို့ TNL ကအတိအပြီးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမင်းကုန်းလမ်းပိုင်းမှာရှိတဲ့ဝါချက်ရွာအကြမ်းဖက်စစ်တပ်စစ်စေးရိတ်ဂိတ်တိုက်ခိုက်ခံရပြီးတော့စစ်သား၃ဦးသေဆုံးပြီးတဲ့နောက် အကြံဖတ်စစ်ခွေးတပ်ကဝါချက်ကျေးရွာကပြည်သူများကိုမောင်းထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မွန်လွဲပိုင်းမှာသခိုင်းမြို့နယ်သခိုင်းမင်းကုန်းလမ်းပိုင်းမှာရှိတဲ့ဝါချက်ကျေးရွာအကြံဖတ်စစ်တပ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတော့၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၃កောင်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်အကြံဖတ်စစ်ခွေးတပ်ကဝါချက်ကျေးရွာအတွင်းကိုဝင်းရောက်လာပြီးနေစဉ်တပ်နတ်များကိုပစ်ဖောက်ကပြည်သူများကိုကျေးရွာထဲကနေထွက်ခွာသွားရန် မောင်းထုတ်နေတယ်လို့သိရပါဗါးဝါချက်ရွာမှာစစ်ခွေးသုံးကောင်တည်သွားတာနဲ့ပတ်သက်ပြီးမင်းညာကတနက်တွေပြက်ဖောက်ပြီးတော့ရွာကိုမီးရှို့ဖြတ်စည်းမယ်လို့ချိန်ချောက်နေပါတယ်ရွာသူရွာသားတွေကိုလည်းရွာထဲကနေထွက်သွားဖို့အတင်းမောင်းထုတ်နေတယ်စစ်သားတွေလည်းရွာထဲကိုကင်းလှည့်နေပါတယ်တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီးမကျေနပ်လို့တနက်တွေပါတွေပြက်ဖောက်တာတွေလုပ်တယ်နေအိမ်တွေကိုလည်းမီးရှို့မယ်တကယ်ကနဲ့ချိန်ချောက်နေပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်ဒါ့အပြင်အကြမ်းဖက်စစ်ခွေးတပ်ကကျေးရွာချင်းဆက်လမ်းမကြီးများကိုလည်းပိတ်ဆို့ထားပြီးရွာလန်းကဖြတ်တန်းသွားလာတဲ့ပြည်သူများအလုံးကို ဒူးထောက်ခိုင်းခြင်းလုံခြုံရေးစစ်ဆေးမှုများကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်မှာခလာရ2033တည့်ရင်နဲ့ဒဝယ်မြို့အခြေဆိုင်ခမရ25တည့်ရင်တို့ကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာတနက်နှက်လက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ4ရက်နေ့မှာရေပြူမြို့နယ်ခလာရ2033တည့်ရင်နဲ့ဒဝယ်မြို့အခြေဆိုင်ခမရ25တည့်ရင်ကစစ်မှုထမ်းအပတ်စဉ်8တင်းတန်းစဉ်တပ်သားတဲ့3ဦးဟာတနက်နှက်လက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့ဒဝယ်ခဲယမ်းအမှတ်တဲတည့်ရင်ထံကိုဆက်သွယ်က အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒဝဲခရိုင်အမှတ်တတိုင်းရင်းကနေတဆင့်ဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာတာပါ။အလင်းဝင်လာတဲ့သူတွေကဘိမျိုးကတယောက်၊ပလမျိုးကတယောက်နဲ့ပြည်မျိုးကတယောက်ပါ။သူတို့တိုက်ရင်းတွေကတော့ခလာရနှစ်ခွန်သုံးကနှစ်ယောက်လက်နဲ့နဲ့ဝင်လာပါတယ်။ခမရ25တိုက်ရင်းကတယောက်ပါ။အလင်းဝင်လာတဲ့သူ၃ယောက်စလုံးကစစ်မှုထမ်းအပတ်စဉ်၈ကပါ။ဘိတ်ကတယောက်ကတော့အိမ်မအဲစင်းစီရင်နဲ့ပေါ်တာဆွဲခံရတာပါ။ ပလကတယောက်ကတော့မူဗီလမ်းမေးမှာအိပ်ပျော်နေတုန်းဖမ်းမိတာပါပြီကတယောက်ကတော့ကားပေါ်ကနေဆွဲချခံရပြီးတော့ဖမ်းခံရတာပါသူတို့ရဲ့စန္ဒအလျောက်လွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးမှာပါစစ်မှုတမ်းဥပဒေနဲ့မတရားဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလိဆက်ရပြည်သူကာကွယ်အဖွဲ့တွေနဲ့စိတ်ချရတဲ့ယုံကြည်မှုရယူပြီးအမြန်ဆုံးအလင်းဝင်ကြဖို့တိုက်တွန်းချင်ပါတယ်လို့ PDF ဒဝဲ District Battalion 1 P23301 ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ်အခုလိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား3ဦးဟာ MA1 တပ်နဲ့နဲ့လက်ကြီးပေါက်6ခုကြီးစံ120တောက်လက်ပြပုံတလုံးတို့ကိုယူဆောင်လာခဲ့ပြီးတော့ဒဝဲခရိုင်အမှတ်1တိုင်ရင်ကိုပေးအပ်ခဲ့တယ်လို့သိရပြီးလက်နဲ့ယူဆောင်လာသူ2ဦးကိုတယောက်ကိုငွေကျပ်350စီချိမြှင့်ပေးခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ဥပဒေမဲ့ဖမ်းဆီးခံရပြီးမတရားစစ်ထဲကိုတုတ်သွင်းခြင်းခံရတဲ့ပြည်သူများအနေနဲ့အလင်းဝင်မဲ့ဆိုပါကဒဝဲခရိုင်အမှတ်1တိုင်ရင်ရဲ့ page နဲ့ ဝိုင်းဝန်းစုပ် page များကနေတစ်ဆင့်ဆက်သွယ်ပြီးတော့ဝင်ရောက်နိုင်ပါတယ်လို့ PDF Dawei District Battalion 1 P23301 က အတိပေးနှိုးဆော်ထားပါတယ်။အလားတူပဲမန္တလေးတိုင်းနထိုးကြီးမြို့မှာရဲစခန်းကရဲတပ်ချက်တအုပ်ဟာတနက်ယူဆောင်လာခြင်းမရှိဘဲအလင်းဝင်ရောက်ခဲ့ကြောင်းမြင်းကြံခရိုင်အမတ်ရှိတိုင်းရင်းကတာဝန်ရှိသူကပြောပြထားပါတယ်။ဇူလိုင်လ၁ရက်နေ့မှာနထိုးကြီးမြို့မှာရဲစခန်းကရဲတပ်ချက်ကိုဝင်းခိုင်ထွေးဟာတနက်ယူဆောင်လာခြင်းမရှိဘဲမြင်းကြံခရိုင်အမတ်ရှိတိုင်းရင်းထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။ရဲစခန်းကနေထွက်လာပြီးတော့ကျွန်တော်တို့စစ်စေးရေးဂိတ်ကိုရောက်လာတာအလင်းဝင်ရောက်လာတဲ့သူကတနက်တော့ပါမလာဘူးအလင်းဝင်ရောက်လာတဲ့သူကိုဂုံပြုစုမိချင်းမြင့်ပေးသွားဖို့ရှိပါတယ်လို့ မြင်းကြံခရိုင်အမှတ်၈တိုင်းရင်းကတောင်ရှိသူကပြောဆိုထားပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့ရဲတပ်ချက်ကိုဝင်းခိုင်ထွေးကိုမြင်းကြံခရိုင်အမှတ်၈တိုင်းရင်းကနှွေးထွေးစွာကြိုးစုပ်ခဲ့ပြီးတော့လုံခြုံစိတ်ချရတဲ့နေရာကိုပို့ဆောင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေအစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ